ကရင်ပြည်နယ်မြမရီမြို့တောင်ဘက်ဝလီမြိုင်မြို့နယ်ကွယ်အပိုင်းဝလီအခြေချစစ်ပြူဟာစစ်စခန်းရဲ့ရှေထွက်ကကင်းစခန်းဖြစ်တဲ့ထိကပ်ပလဲစစ်ကောင်စီစခန်းကို KNL KNDO မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဇူလ23ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပြီးတော့ဇူလ22ရက်နေ့ညနေမှာစစ်စခန်းကိုတင်ပိုက်နိုင်ခဲ့ပါတယ်။ စစ်စခန်းကိုဆွန့်ခွာထွက်ပြေးတဲ့ဒုဗိုလ်မှူးကြီးတဦးအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်40ကျော်ကိုလိုက်လံပြီးတော့အနေမြင့်ရှင်းလင်းရေးလှုပ်ဆောင်ခဲ့ရမှာမြန်မာနယ်စပ်အတွင်ထွက်ပြေးလွတ်မြောက်နေစေအခြေအနေရှိတဲ့အကြောင်းစစ်ရေးတွင်မျက်စိကတည်ရပါဗျာ။ အဲ့ဒီစစ်စခန်းကို KNLA KNDO မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ drone တပ်ခွဲတွေပူးပေါင်းပြီးတော့ drone ပုံချတိုက်ခိုက်ချိန်မုံခဲ့တာဖြစ်ပြီး Tikka Plus စစ်စခန်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ခုခံတိုက်ခိုက်တာတွေမလုပ်နိုင်တော့ပဲစစ်စခန်းကိုစွန့်ခွာထွက်ပြေးခဲ့ရတာဖြစ်တယ်လို့ပူးပေါင်းစစ်ကြောင် drone တပ်ခွဲအရင်းမြစ်ကပြောပါတယ်။ လက်တလောမှာတော့ KNU တပ်မ6နဲ့မြေထိုင်းမြန်မာနယ်စပ်ဒေသမှာရှိတဲ့ Wally စစ်ဗျူဟာစခန်ဥက္ကဋ္ဌထောက်ပို့စစ်စခန်အပြင်စုကလီမြို့တည်နယ်မြေအတွင်းကကာကင်းစခန်ကုန်းနှစ်ခုပဲကျန်တော့တယ်လို့စစ်ဘေးရှောင်ဒေသတရင်အရင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါဗျာ။ ဒါအပြင်ဝယ်လီအခြေချစစ်ပြူဟာစခန်းနဲ့ဥက္ကဋ္ဌထောက်ပို့စခန်းတွေကို KNL, KNDO မဟာမိတ်ပူးပေါင်း PDF စစ်ကြောင်းတွေကတိုင်ပိုင်နိုင်ရေးကိုဆက်လက်လှုပ်ဆောင်တော့မှာဖြစ်တဲ့အတွက်ဝယ်လီမြိုင်မြို့တည်နေပြည်သူတွေနဲ့ဂျပန်အရာအပါအဝင်အနီးအနားကကြေးရွာမှာနေထိုင်ကြသူတွေအနေနဲ့လေချောင်းရံကိုတရိထားရှောင်သိမ်းကြဖို့ KNL စစ်ကြောင်းကအတိပေးထားတယ်လို့လည်းသိရပါဗျ။